နယူးဒယ်လီမြို့ရှိဖိနိတ်ဖန်စီခံနေရသောရိုဟင်ဂျာခရစ်ယာန်ဒုက္ခသည်များအားကူညီပံ့ပိုးခြင်းလှုပ်ရှားမှုကြောင့်တင်ဆက်ပေးကြပါတယ်။အိန္ဒိယနိုင်ငံနယူးဒယ်လီမြို့တွင်ခိုးလုံနေထိုင်ကြသောရိုဟင်ဂျာခရစ်ယာန်မိသားစုများသည် UNHCR အိန္ဒိယရုံးမှ၎င်းတို့၏ပိုရေးကိုယ်တာချက်လက်များကိုအိန္ဒိယအစိုးရထံပို့ရခဲ့ခြင်းကြောင့်ကြီးမားသောဘေးအန္တရာယ်နှင့်ရင်ဆိုင်နေကြရပါတယ်။အကျိုးဆက်အနေဖြင့်2025ခု မေလ6ရက်နေ့မှစတင်ကအိန္ဒိယနိုင်ငံ၏ FRRO တောင်းရှိသူများနဲ့ New Delhi ရဲတပ်ဖွဲ့ဝင်တို့က၎င်းတို့၏နေအိမ်များသို့အထမဝင်ရောက်ဖမ်းဆီးမှုများပြုလုပ်ရှိရာဒုက္ခသည်အများပြားမှာမိမိတို့နေအိမ်သို့မပြန်နိုင်ပဲဘေးလွတ်ရာသို့ပုံအောင်နေထိုင်ကြရသည့်အလွန်ဆိုးရွားသောအခြေအနေတို့ရောက်ရှိနေပါသည်။ထို့ရက်ပို၍ဆိုရင်ဖွဲ့ရမှာ Ranger Creation 15ဦးပါဝင်ဒုက္ခသည်40ဦးဟာမြန်မာနိုင်ငံသို့အထမပြန်ပို့ခဲ့ပြီး၎င်းတို့သည်ယနေ့တိုင်မိသားစုဝင်များနဲ့အဆက်အသွယ်ပြတ်တောက်ကအသက်အန္တရာယ်ဆိုးရိမ်နေရကြောင်းသတင်းရရှိထားပါသည်။ ဤသို့လူသားမဆန်သောဖိနှိပ်မှုကြောင့်မှဒုက္ခသည်များနဲ့တရားတွေရက်တီလက်အိန္ဒိယဖော်မြန်မာဖွဲ့စည်းစာနာမှုပြသည့်အနေဖြင့်ဒုက္ခရောက်နေသောရဟန်ဂျာခရိယာမိသားစု34စုအတွက်အိန္ဒိယရူပီ9400တိတိကိုရဟန်ဂျာအတိုင်းဝိုင်းခေါင်းဆောင်မှတဆင့်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။လက်ရှိရဟန်ဂျာဒုက္ခသည်များကြုံတွေ့နေရသောခြေနေသည့်အိန္ဒိယရှိမြန်မာနိုင်ငံသားအလုံးအတွက်အချိန်မရွေးကြားရောက်လာနိုင်သည့်အန္တရာယ်ဖြစ်သည်ကိုအလေးအနက်သတိပြုစေလိုပါသည်။ထို့ကြောင့် ဤကဲ့သို့ပြတ်မှတ်ထားဖားစည်းခံနေရသည့်ကာလတွင်ဒုက္ခသည်အချင်းချင်းစီလုံးညီညွတ်စွာကူညီဖေးမကြရမှာအလွန်အရေးကြီးပါသဖြင့်အပြန်လှယက်တီပေးကြပါရန်တိုက်တွန်းနှိုးဆော်အပ်ပါသည်။ထို့ပြင်နိုင်ငံတကာအစိုးရများလူခွင့်ရေးဖွဲ့စည်းများနှင့်သက်ဆိုင်ရာဖွဲ့စည်းများအနေဖြင့် UNHCR India ယုံဤတာဝန်မဲ့သောလှုပ်ဆောင်ချက်များကိုပြင်းထန်စွာကန့်ကွက်ရှုံချပြီးအိန္ဒိယရောက်ဒုက္ခသည်အလုံးကြီးလုံခြုံရေးကိုအကာအကွယ်ပေးကြပါရန်အလေးနက်တောင်းဆိုထားပါသည်။ ထရမ့်ရဲ့အပြစ်ရဲ့ကြေညာချက်ကိုအတည်ပြုလက်ခံကြောင်းဣသရေလအီရန်ကပါအတည်ပြုလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြောင်းဝင်ဆေးဆက်ခဲ့တဲ့အပြစ်ခတ်ရဲ့ဆေးရည်သဘောတူညီမှုကိုဣသရေလအီရန်ကပါအတိအသင့်လက်ခံကြောင်းအတည်ပြုထုတ်ပြန်ခဲ့ကြပါတယ်။ဂျွန်လ24ရက်မနေ့ပိုင်းအစောပိုင်းကထရမ့်ဟာအီရန်နဲ့ဣသရေလတို့ကြားအပြစ်ခတ်ရဲ့ဆေးမှုစတင်တော့မယ်လို့ကြေညာခဲ့ပေမဲ့လက်တွေ့မှာတော့နှစ်နိုင်ငံကြားတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေခဲ့သေးပါတယ်။ဒါ့ဝိမဲ့အခုခါမှာတော့ အစ္စရေးရောအီရန်ကပါအမေရိကန်ရဲ့ညှိနှိုင်းမှုအတိုင်းအပြစ်ခတ်ရစဲလိုက်ကြဖို့အသီးသီးကြေညာသွားပါတယ်။အီရန်နိုင်ငံမှာလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးညီမချက်တွေပြည့်မြောက်အောင်မြင်သွားပြီဖြစ်တာကြောင့်အပြစ်ခတ်ရစဲရေးဆိုပြုချက်ကိုလက်ခံခဲ့တယ်လို့အစ္စရေးအစိုးရကကြေညာပါတယ်။အဲဒီစစ်စင်ရေးအတွင်းအီရန်ရဲ့နျူကလ িয়ার နဲ့ဒုံးကျည်ချင်းချောက်မှုတွေနှစ်ခုစလုံးကိုထိတိယရောက်ချိုးနိုင်နိုင်ခဲ့တယ်လို့အစ္စရေးရဲ့ကြေညာချက်မှာပါရှိပါတယ်။နောက်ပြီးအီရန်နဲ့ဆက်နွယ်ရကြတိုက်ခိုက်ခဲ့တဲ့ကာလအတော်တွင်ဝင်ရောက်ကူညီပြီး အီရန်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ဖျက်ဆီးပေးခဲ့တဲ့အတွက်အမေရိကန်နိုင်ငံနဲ့သမ္မတထရမ့်ကိုကျေးဇူးတင်ကြောင်းအစ္စရေးကပြောပါရယ်အစ္စရေးအနေနဲ့အပြစ်ခတ်ရစဲရေးကိုလက်ခံကြောင်းအဲ့ဒီသဘောတူညီမှုကိုချိုးဖောက်ရင်ပြင်းပြင်းထန်ထန်လက်တုံ့ပြန်မှာဖြစ်ကြောင်းလည်းအစ္စရေးအစိုးရကချိန်ချောက်ထားပါရယ်တစ်ဖက်မှာတော့အီရန်ဆိုရကလည်းထရမ့်ရဲ့မြစ်တရက်ခံချက်ကိုလက်ခံပြီးအစ္စရေးနဲ့အပြစ်ခတ်ရစဲမှုကိုစတင်လိုက်ပြီလို့နိုင်ငံပိုင်မီဒီယာကနေတဆင့်ကြေညာခဲ့ပါရယ်အပြစ်ခတ်ရစဲမှုမတိုင်ခင်မှာ ကာတာခြေစိုက် American Leaders ကန်တခုကိုအီရန်ကဒုံးကျည်တွေနဲ့ပြစ်ခတ်ခဲ့တဲ့စစ်ရေးကအောင်မြင်ခဲ့တယ်လို့လည်းအီရန်ကဆိုပါတယ်။အဲဒီတိုက်ခိုက်မှုဟာအီရန် Nuclear ကန်တွေကိုလုံခဲ့တဲ့နှစ်ရက်လောက်မှာ American ကဘုံတည့်ခဲ့လို့လက်တွန့်ပြန်ခြင်းဖြစ်ပါတယ်။ American ဘက်ကတော့ Leaders ကန်တိုက်ခိုက်ခံရမှုမှာအမှုထမ်းတွေကိုကြိုတင်ရှေ့ပြောင်းထားတာကြောင့်ထိခိုက်ဒဏ်ရာရရှိမှုမရှိသလိုအီရန်ဒုံးကျည်များစုလည်းကြားဖြတ်ပြစ်ချက်ခံရတယ်လို့ပြောပါတယ်။ ထရမ်ကတော့အခုခါအီရန်နဲ့အစ္စရေးလိုရဲ့အပြစ်အခတ်ရစဲမှုဟာစတင်အသက်ဝင်နေပြီဖြစ်ကြောင်းကြေညာပြီးနှစ်ဖက်စလုံးကလည်းချိုးပေါက်တာတွေမလုပ်ကြစီလိုကြောင်းပြောကြားပါဗါအပြစ်အခတ်ရစဲမှုစတင်အသက်မဝင်ခင်နောက်ဆုံးနောက်ပိုင်းတွေမှာတော့အီရန်နဲ့အစ္စရေးကြားအပြန်လှန်တိုက်ခိုက်မှုတွေရှိနေခဲ့ပါတယ်အီရန်မြောက်ပိုင်းမှာအစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်လူ၉ဦးသေက33ဦးဒဏ်ရာရရှိပြီးအိမ်လေးလုံးပျက်စီးခဲ့တယ်လို့အီရန်သတင်းဌာနတွေကဖော်ပြခဲ့ပါတယ်ပြီးတော့အီရန်ဘက်ကလည်းဒုံးကျည်တွေအတုတ်လိုက်ပြစ်ခတ်မှုကြောင့်လည်း ်ဂျွန်လ24ရက်မနေ့ပိုင်းအစ္စရေးတောင်ပိုင်းဘီရာရှိဘာမြို့မှာ၄ဦးတေပြီး22ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျာ။အစ္စရေးအီရန်အပြစ်ခတ်ရဲစဲကြောင်းထရမ့်ပြောဆိုချက်ကိုအီရန်ပယ်ချကြောင်းလည်းသိရပြန်ပါဗျာ။အစ္စရေးနဲ့အီရန်တို့ကြားအပြစ်ခတ်ရဲစဲရန်သဘောတူညီချက်တစုံတရာရရှိထားခြင်းမရှိကြောင်းအီရန်နိုင်ငံခြားရေးဝန်ကြီးအာဘတ်စ်အာရချီကဂျွန်လ24ရက်နေ့နောက်ပိုင်းတွင်ပြောကြားပြန်ပါဗျာ။သို့သောအစ္စရေးအနေဖြင့်အီရန်ပေါ်၎င်းတို့တရားမဝင်ရန်လိုမှုများကိုအီရန်စံတော်ချိန်ဂျွန်လ24ရက်နေ့ နာနဲ့၄နိုင်ထက်နောက်မကြာပဲရပ်တန့်ပြီဆိုပါကအီရန်အနေဖြင့်ရင်းနောက်တွင်တုံ့ပြန်မှုများဆက်လက်ပြုလုပ်ရန်ရည်ရွယ်ချက်မရှိကြောင်းပြောကြားခဲ့ပါတယ်။မိမိတို့၏စစ်စင်ရေးများကိုရစမ်းရန်အပြည့်အစုံဆုံးဖြတ်ချက်ကိုနောက်ပိုင်းတွင်ချမှတ်သွားမည်ဖြစ်ကြောင်း RG က X လူမှုမီဒီယာတွင်ထပ်မံရေးသားထားပါတယ်။အီရန်သည်၎င်း၏နျူကလ িয়ার စစ်ရုံများအားအမေရိကန်ကဘုံကျဲတက်ခိုက်မှုကိုလက်တွန့်ပြန်သည့်အနေဖြင့်ကာတာနိုင်ငံရှိအမေရိကန်စစ်ကြေးစိုက်စခန်းကိုအကန့်အသတ်ဖြင့်ဒုံးကျည်တက်ခတ်မှုများပြုလုပ်ခဲ့ပြီး မကြာမီအစ္စရေးနဲ့အီရန်တို့သည်လုံးဝအပြီးတိုင်အပြစ်ခတ်ရဲစဲရန်သဘောတူခဲ့ကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောကြားခဲ့ခြင်းဖြစ်ပါတယ်။အပြစ်ခတ်ရဲစဲရင်နဲ့ပတ်သက်၍အစ္စရေးကချက်ချင်းအတိမတ်ပြုပြောကြားခဲ့ခြင်းမရှိဘဲဂျွန်လ24ရက်နာနက်အစောပိုင်းအထိအီရန်နိုင်ငံတီရန်နဲ့အခြားမျိုးကြီးများကိုပြင်းပြင်းထန်ထန်တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေခဲ့ပါတယ်။ယခုအချိန်ထိအပြစ်ခတ်ရဲစဲရင်ဖြစ်စေစစ်စင်ရေးများရဲစိုင်းရန်ဖြစ်စေသဘောတူညီချက်တစုံတရာရရှိထားခြင်းမရှိသေးကြောင်း ယူရန်နိုင်ငံခြားရေးဝန်ကြီးအဘတ်စ်အာရချီက X လူမှုမီဒီယာတွင်ရေးသားခဲ့ပါတယ်။ဒါပေမဲ့อิสราเอลဆိုရအနေနဲ့အီရန်ပြည်သူတွေပေါ်တရားမဝင်ရန်လိုမှုတွေကိုအီရန်စာနော်ချိန်နာနဲ့၄နိုင်ထက်နောက်မှကြာပဲရပ်တန့်ခဲ့မယ်ဆိုရင်မိမိတို့အနေနဲ့အဲ့ဒီနောက်ပိုင်းမှာတုံ့ပြန်မှုတွေဆက်လုပ်ဖို့ရည်ရွယ်ချက်မရှိဘူးလို့၎င်းကဆိုပါတယ်။၎င်းရဲ့သတင်းစကားကိုအီရန်စာနော်ချိန်နာနဲ့၄နိုင်16မိနစ်တွင်ရေးတင်ခဲ့ခြင်းဖြစ်ပါတယ်။ထရမ့်အဆိုရတတ်မှတ်ပေးသည့်အချိန်စရမှလွဲ၍အခြားအပြစ်ခတ်ရဲ့ဆဲဆန်ရာစီကမ်းချက်များကိုတိတိကျကျမသိရသေးပါဘူး။ 24နှစ်ရဲ့အပြစ်ခတ်ရေးဆဲရေးသည်အရှိတိုင်းစံတော်ချိန်ဂျွန်လ24ရက်ညတကောင်ရန်ခန့်တွင်စတင်ပြီဖြစ်ကြောင်း Trump က Truth လူမှုမီဒီယာတွင်ဂျွန်လ23ရက်ကရေးသားခဲ့ပါသည်စစ်ပွဲတရားဝင်ဆုံးသတ်မှုကိုစောင့်ခြင်းပေးမည်ဟု၎င်းကပြောကြားခဲ့ပါသည်လုံးဝအပြည်တိုင်းအပြစ်ခတ်ရေးဆဲရန်အစ္စရေးနဲ့အီရန်တို့ကြားအပြစ်ဝသဘောတူထားကြောင်း Trump ကရေးသားခဲ့ခြင်းဖြစ်ပါသည်အစ္စရေးစစ်တပ်သည် ထရမ့်မီပြောဆိုထက်နဲ့ပတ်သက်၍မှတ်ချက်ပေးရေးညှင်းဆန်ခဲ့ပြီးအစ္စရေးဝန်ကြီးချုပ်မင်ဂျမင်နေတန်ယာဟုကလည်းမှတ်ချက်ပေးရာမေးမြန်းချက်များကိုချက်ချင်းတုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။လာရှိုမျိုးပေါ်တွင်စစ်ကောင်စီတပ်အာဏာပြပြီးရန်ကားနေတယ်ဟုဒေသခံများကပြောဆိုပါရယ်။လာရှိုတို့ရောက်ရှိလာသည့်စစ်ကောင်စီတပ်သည်ညဖက်များ၌ရန်လိုသည့်ပုံစံဖြင့်စစ်ကားများအရှင်ပြင်းပြင်းမောင်းနေပြီးည၈နိုင်နောက်ပိုင်းပြင်ပထွက်သူများကိုဖမ်းဆီးမိဟုရက်ွက်အုပ်ချုပ်ရေးမှူးများမှတဆင့်သတင်းဖြန့်ထားကြောင်းသိရပါရယ်။ ည၈နိုင်နောက်ပိုင်းအပြင်မထွက်ရန်ချင်းချောက်သည့်သတိပေးမှုကိုဂျွန်လ23ရက်နံနက်ပိုင်းတွင်ရက်ွက်အုပ်ချုပ်ရေးမှူးများမှ၎င်းတို့နှင့်နှိဆက်သူများကိုသတိပေးနေခြင်းဖြစ်ပါသည်အပြင်မှာညဖက်တွေ့တာနဲ့ဖမ်းမယ်ဆိုတာကြောင့်ဘယ်သူမှမထွက်ရဲကြဘူးဒေဝင်သတိပေးတာမဟုတ်ပဲလက်သိထိုးပြီးပြောပြနေတာပါဟုလာရှိုမြုပ်ခံတူကပြောပါတယ်ထိုးပြင်းစစ်ကားများသည်လုံခြုံရေးအကြောင်းပြ၍ညပိုင်းတွင်ကားအရှင်ပြင်းပြင်းပတ်မောင်းနေသည်ကိုတွေ့ရပါတယ်အရက်တွေမူယူပြီးတွားနေတာမျိုးအော်ဖစ်ဆဲဆိုတာတွေလှုပ်တယ်ဘယ်သူမှအပြင်းမထွက်ရဲဘူးဟု ြုတ်ခံတူကပြောပါတယ်။နောက်ထပ်ဒေသခံတူကမြို့ပေါ်ကိုပဲကွက်ပြီးအုပ်ချုပ်ခွင့်ရတာတော်တော်အဆမကြီးဖြစ်နေပုံပဲ။သူတို့တော်တော်လေးဈေးရိုက်ကျန်းတာတွေတွေ့ရတယ်ဟုပြောပါတယ်။လာရှိုးမြို့ကိုတရုတ်အစိုးရအကူအညီဖြင့်စစ်ကောင်စီက MNDAA ထမပြန်ရရှိပြီးအပရလတတိယပတ်ထဲတွင်ပြန်ဝင်လာပြီးမြို့ပေါ်ရက်ကွက်၁၂ခုကိုအုပ်ချုပ်ခွင့်ရထားပါတယ်။သို့သောအုပ်ချုပ်ရေးရန်ရကောင်းမွန်စွာလဲပတ်နိုင်ခြင်းမရှိဘဲလူရဲမှုများ၊ဓပြမှုများမကြာခဏဖြစ်ပေါ်နေကြောင်းသိရပါတယ်။ ဇွန်လ24ရက်နနက်ကလည်းလာရှိုးမြို့အောင်မင်္ဂလာဇေယျအနီးတွင်အမျိုးသမီးတူအားအမျိုးသား၄ဦးကတနတ်ထောက်ကစံကယ်ဖုန်းနဲ့လက်ဝဲရနာတချို့ဓမြတိုက်သွားခဲ့ကြောင်းသိရပါတယ်။ဇွန်လ23ရက်နေ့ကလည်းလာရှိုးမြို့နယ်မြေ6နိုင်အမျိုးသမီးတူစံကယ်လူရခိုင်ရာကြောင်းသိရပါတယ်။ MNDA ကလည်းစစ်တုံးပါအများပြားကိုထိန်းသိမ်းထားဆဲဖြစ်ပြီးရင်းအပေါ်စစ်ကောင်စီတပ်ကမကြည်မနက်ဖြစ်နေပြီးမြို့ပေါ်တွင်အာဏာပြသည့်လုပ်ရမြလုဆောင်နေသည်ဟုဒေသခံများကပြောပါရယ် လာရှိုးမြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးထိန်းသိမ်းထားသည့်တုံပန်းများနဲ့ရမခတိုင်းရဆင်းအရာရှိချိုးကို MNDA ကဒေါ်လာ16ရက်၌ပြန်လည်ပေးခဲ့ပါသည်။ပြန်လည်လာသူများကိုစစ်ကောင်စီကစစ်ခုံရုံးတင်စစ်ဆေးနေကြောင်းသတင်းရရှိပါသည်။လက်ရှိတွင်လာရှိုးမြို့၌လာဝကကျမ်းမာရေးဌာနပြင်ရဲဌာနများဖွင့်လှစ်ထားပြီးအုပ်ချုပ်ရေးရန်ရလည်ပတ်အောင်စစ်ကောင်စီကစူးစမ်းနေဆဲဖြစ်ပါသည်။ထီလင်းမြုပ်မရဲစခောင်းတွင်ဖမ်းဆီးခံရသောနိုင်ငံရေးအကျဉ်းသားစတုံဦးထွက်ပြေးလွတ်မြောက်လာပြီးအထုတ်ခန်းဆောင်ရဲများကိုစစ်တပ်ကညှဉ်းပန်းနှိပ်စက်တပ်ဖြတ်ကြောင်းသိရပါသည်။ မကွေတိုင်းထီလဲမြို့မှရဲစခန်းတွင်ဖမ်းဆီးထားခံရသောငငါရဲ့အကျဉ်းသားစတူထွက်ပြေးလွတ်မြောက်လာပြီးအချုပ်ခန်းဆောင်ရဲများကိုစစ်တပ်ကနှင်းပန်းနှိပ်စက်တပ်ဖြတ်မှုများလှုပ်ဆောင်နေကြောင်း YRA ထီလဲနဲ့ရော့အလင်းနာတို့မှတာဝန်ရှိသူတို့ကပြောပါရယ်ဂျွန်လ19ရက်နေ့ညပိုင်းထီလဲမြို့မှရဲစခန်း၌ဖမ်းဆီးချုပ်နှောင်ခံရရသောငငါရဲ့အကျဉ်းသားစတူထွက်ပြေးလွတ်မြောက်လာခဲ့ကြောင်းထို့သောထွက်ပြေးလာစဉ် အသက်50ကျော်အရွယ်နိုင်ငံရဲ့အကျဉ်းသူအပါအဝင်5ဦးမှာလန်ခီတွင်မိုင်းနေမိကတအူးမှာကြာဆုံးခဲ့ပြီးကြံလေးဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ထွပြေလွတ်မြောက်လာတဲ့သူတွေကိုတွားပြီးကြိုဆိုတယ်ခေါ်လာပြီးတော့ဆေးကုပေးထားတယ်အခုတော့သူတို့တွားလို့တဲ့နေရာတွေကိုပို့ဆောင်ပေးနေပါပြီ။မိုင်းထိတာကသူတို့အုပ်စုက9ယောက်အုပ်စု9ယောက်အုပ်စုမှာကြံတဲ့၄ဦးဒဏ်ရာရတယ်။ဒါပေမဲ့တာမန်ပွန်းပက်ဒဏ်ရာလောက်ပါပဲ။အမျိုးသမီးကတော့တက်တက်နေမိလို့ကြာဆုံးသွားရတာ။မိုင်းကဘယ်လိုမျိုးစားလဲမသိရဘူး။ မြို့ပြင်မှာထောင်ထားတဲ့မိုင်းပဲဟု YRA ထီးလက်မှတာဝန်ရှိသူတူကပြောပါရယ်စစ်ကောင်စီလက်မှလွတ်မြောက်လာပြီးလန်ခီတွင်မိုင်းနှိမ့်၍ကြာဆုံးခဲ့သောနိုင်ငံရဲ့အကျဉ်းသူအမျိုးသမီးရုပ်လောင်းကို YRA ထီးလက်တပ်ဖွဲ့ကပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကကောက်ယူကာဂျွန်လ18ရက်နေ့တွင်ကောင်းမွန်စွာတကြိုပေးခဲ့ကြောင်းအလားတူထိခိုက်ဒဏ်ရာရရှိသည့်နိုင်ငံရဲ့အကျဉ်းသားများကိုလည်းလွတ်မြောက်နေမည်ရှိစေခန်းတစ်ခုသို့ပို့ဆောင်ကာစေကုသပေးခဲ့ကြောင်းသိရပါရယ်ထီးလက်မျိုးမှရဲစခန်းမှာ ထွက်ပြေးလွတ်မြောက်လာသူများသည့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုထောက်ပို့လုပ်သည်ဟုဆိုကာဖမ်းဆီးထားခြင်းဖြစ်ပြီးအမှုစစ်ခြင်းတရားစွဲဆိုခြင်းမရှိဘဲမတရားဖမ်းဆီးချုပ်နှောင်ခံတားခဲ့ရခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါနိုင်ငံ၏အကျဉ်းသားများထွက်ပြေးလွတ်မြောက်မှုနှင့်ပတ်သက်၍အထုတ်ဆောင်ရဲများကိုစစ်တပ်ကဖမ်းဆီးနှိပ်စက်ရာရဲနှစ်ဦးတိုက်ဆုံသွားကြောင်းရော့အလင်းတားမှတာဝန်ရှိသူကပြောပါသည်။နိုင်ငံ၏အကျဉ်းသားများထွက်ပြေးလွတ်မြောက်သွားပြီးနောက်ထီးလင်းမြို့မှတပ်နယ်မှဒုတိယဗိုလ်မှူးကြီးထိန်လင်းက ထီလင်းမြို့မှရဲစခန်းသို့ရောက်ရှိလာကရဲတပ်ဖွဲ့ဝင်များအလုံးကိုခေါ်ယူဖမ်းဆီးရိုက်နှက်စစ်ဆေးခဲ့ကြောင်းစစ်တပ်ရိုက်နှက်မှုကြောင့်ရဲတပ်ချက်မြင့်အောင်နဲ့ရဲတပ်ချက်ကြော်စမ်းထွေးတို့နှစ်ဦးတေဆုံးသွားကြောင်းထို့အပြင်ရဲတပ်သား၃ဦးမှလည်းဆက်လက်အထောက်ချကာရိုက်နှက်စစ်ဆေးခံရကြောင်းသိရပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်တဲ့မိသားစုကဝယ်ယူထားသည့် Airbus 319 XY-ALK လေယာဉ်ဖြင့်ပြည်ပခရီးဖြင့်ဘီလာရုစ်နိုင်ငံသို့ထပ်မံထွက်ကြဦးမည်ဖြစ်ပါသည်။အကြမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်တဲ့မိသားစုကမကြာသေးမီကဝယ်ယူထားသည့် Airbus 319 XL ALK လေယာဉ်ဖြင့်ပြည်ပကီးစင်ဖြင့်ဘီလာရုစ်နိုင်ငံသို့ထပ်မံထွက်မည်ဖြစ်ကြောင်းနေပြည်တော်စစ်ဗတ်သတင်းရင်းမြစ်ထံမှသိရပါဗျ။မေလ9ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့သို့တွားရောက်ခဲ့ပြီးနောက်ယခုဂျွန်လ25ရက်နေ့တွင်လည်းဘီလာရုစ်နိုင်ငံသို့ထပ်မံတွားရောက်မည်ဖြစ်ကြောင်းမင်းအောင်နိုင်တဲ့ဇနီးသားသမီးမြေမိသားစုစုံစုံညီညီလိုက်ပါသွားကြမည်ဖြစ်ကြောင်းသိရပါဗျ။မင်းအောင်နိုင်၏ဘီလာရုစ်နိုင်ငံပြည်ပကီးစင်သည်ဂျွန်လ25ရက်နေ့နံနက်ပိုင်းထွက်ခွာမည်ဖြစ်ပြီးဂျွန်လ29ရက်နေ့နေပြည်တော်သို့ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသိရပါဗျ။ စစ်ကောင်စီထုတ်ပြန်ချက်အရမရောက်နိုင်သည့်ဂျွန်လ26ရက်နေ့မှ29ရက်အထိဘီလာရုစ်နိုင်ငံတွင် Fourth Eurasian Economic Forum EF 2025အစည်းအဝေးတက်ရောက်မည်ဖြစ်ပြီးအခြားပြည်နယ်အချို့ကိုလည်းတွယ်ရောက်လေ့လာမည်ဖြစ်ကြောင်းသိရပါသည်။ယခုနှစ်ဖေဖော်ဝါရီအတွင်းမရောက်နိုင်တဲ့မိသားစုအသုံးပြုရန် American နိုင်ငံ Aviation Capital Group ထံမှငားရန်ထားသည့် Airbus အမျိုးအစား A319 115 MSN 5193 Lien XYALK ကိုဝယ်ယူခဲ့ရတွင် American Dollar တန်း60နီးပါးနိုင်ငံတော်ဘတ်ဂျက်မှအသုံးပြုခဲ့ကြောင်းသိရပါတယ်။ Airbus Lien ဝယ်ယူပြီးနောက်မေအောင်နိုင်သည့် March လတွင် Russia နိုင်ငံနဲ့ Belarus နိုင်ငံတို့၎င်း April လတွင် Thai နိုင်ငံ Bangkok မြို့တွင်ပြုလုပ်သော Beamstead Summit စီးပွားတို့၎င်းမေလအတွင်းရုရှားနိုင်ငံမော်စကိုတွင်ပြုလုပ်ခဲ့သော1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ280ပြည့်ချီတက်ပွဲတို့၎င်းစက်တိုက်တွားရောက်ခဲ့ပြီးယခု ်ဂျွန်းနောက်ကုံပိုင်းအတွင်းတွင်လည်းမိသားစုနဲ့အတူပြည်ပခီထက်မှန်ထွင်ရန်စီစဉ်နေခြင်းဖြစ်ကြောင်းသိရပါဗျာ။